ပေထုံထန်ရှင်နာဝါထရာကိုစုံစမ်းစစ်ဆေးမှုကသတင်းပတ်ပေါင်းများစွာဒါမှမဟုတ်လာမောင်းများစွာကြာမြင့်နိုင်တာကြောင့်၎င်းရဲ့ဖြူထိုင်းပါတီတွေကဒုတိယဝန်ကြီးချုပ်ဆူရီယာဂျန်ရန်ဂရီယန်ကကကနအူးမှာဝန်ကြီးချုပ်အဖြစ်တာဝန်ယူမယ်လို့ထိုင်းမီဒီယာကဖော်ပြလျက်ရှိပါတယ်။ ၎င်းဟာ2024ခုနှစ်ဧပြီလကတည်းကပို့ဆောင်ရေးဝင်ကြီးအဖြစ်ဆောင်ရွက်နေသူဖြစ်ပါတယ်။ကရီးယားနိုင်ငံနဲ့တန်တမာရေးဆိုင်ရာကတောက်ကဆက်ဖြစ်ရမှာ၎င်းရဲ့အဖြူမှုကိုစုံစမ်းစစ်ဆေးမှာဖြစ်တာကြောင့်ဇွန်လတရက်မှာဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးကမိမိကိုဝင်ကြီးချုပ်တာဝန်ကနေဆိုင်းငံ့လိုက်တာကိုလက်ခံနေလို့ဇွန်လတရက်မှာပေးထုံတဲ့ရှင်နာဝထရာကအစိုးရအိမ်တော်မှာသတင်းတောက်တွေကိုပြောပါရတယ်။ကျမကကျမရဲ့နိုင်ငံအတွက်အကောင်းဆုံးလုပ်ဖို့အမြဲပဲရည်မှန်းထားပါရတယ်။ ဒါနဲ့ပတ်သက်လို့စိတ်ပြည့်နေကြတဲ့ထိုင်းပြည်သူတွေကိုကျွန်မတောင်းပန်ချင်ပါတယ်လို့ပြောကြခဲ့ပါတယ်။ရွေးကောက်ပွဲအသစ်ကျင်းပပြီးဖို့အရေးပါတဲ့အတိုက်ခံနိုင်ငံရေးသမားတဦးကတောင်းဆိုခဲ့ပါတယ်။ Move Forward Party ကိုဆက်ခံခဲ့တဲ့အတိုက်ခံပါတီဖြစ်တဲ့ပြည်သူ့ပါတီရဲ့ဒုတိယခေါင်းဆောင် Rancy Marumi ကပြည်ထောင်ထံဟာပြည်သူ့ယုံကြည်မှုကိုဆုံးရှုံးသွားပြီဖြစ်ကဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးရဲ့ဆုံးဖြတ်ချက်ဟာအံ့အားသင့်စရာမဟုတ်ဘူးလို့ AFP ကိုပြောကြားခဲ့ပါတယ်။ ပေထုံတန်ဟာကမ်ဘောဒီးယားနဲ့နယ်စပ်ဒေသအငင်းပွားမှုကိုစီမံကင်တွယ်မှုညံဖြေကြောင်းဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။